ချစ်ကြည်သူများအတွက်ပေါ့ဒီနေ့ကတော့အချစ်ကြည်သူများအတွက်ကျွန်တော်တို့ဇွဲကပင်းဆောင်ချီလေးမှာ channel တကွပြပေးပါမယ်ညနေစာပေ90အနောက်135ပဲရှိပါတယ်ဘာလို့အချစ်ကြည်သူများအတွက်ပြောလဲဆိုတော့ဒီအရှိကဒါကကျွန်တော်ထန်ကိုပင်တင်ញိုင်ကုန်ပေါ့နော်တင်ញိုင်ကုန်အရှိတဲ့တဲ့မှာရှိတဲ့ channel ချင်ဖြစ်ပါတယ်ကိုအနေနဲ့အခါကြီးရင်စဉ်းစားဘူးတဲ့ကိုအချစ်ဆုံးလူတယောက်ဆုံးလို့ရှိရင်အဲတညလုံး ဘရက်တောက်ပြီးတော့အာဒီအုတ်ကူပေါ်မှာပဲအိတ်အိတ်ချလိုက်မလားပေါ့နော်စဉ်းစားဘူးတဲ့ဒါမှမဟုတ်လေနည်းနည်းကိုကတရေကြောက်တက်တော့အနည်းဆုံးနေရာလေးမှာမြေတကွက်လေးဝယ်ထားမလားပေါ့တဲလေးထိုးပြီးနေမလားပေါ့အဲအဲ့လိုမျိုးအနေထားလေးပေါ့နော်ဒါဘယ်လိုပြောမလဲဆွဲလန်းကြည့်ပြီးမကြွတာပေါ့နော်ကိုကိုကိုပြန်စဉ်းစားမယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီမှာအိမ်လေးတိုင်တန်းတန်းလေးတွေပါလေဒီနားမှာရှိတယ်ဒီတော့ကဒီလိုမျိုးအနေထားမျိုးမှာဒီခြံကူးပြီးတင်ခြံရလဲ ရှင်းတိနေတာကြာပြီပေါ့နော်မြည်တွေလည်းတိရှန်နေပြီဆိုတော့ပြောင်းသွားလို့ရှိရင်လည်းအနေထားလေးတခုဖြစ်သွားမလားပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဇွဲကပင်းတောင်နဲ့လောဝ view အလှအပကြီးဆိုတဲ့အနေထားလေးမှာရတယ်ဒီတော့ကဒီနေရာလေးကကြိုက်တဲ့လူကလောဝကြိုက်သလိုမကြိုက်တဲ့လူကလည်းလောဝမကြိုက်ဘူးနော်အဲ့တော့နှစ်မျိုးနှစ်စားဖြစ်နေတယ်ကဲခြံလေးကိုကျွန်တော်တို့ line ကြည့်မယ်နော်မျက်နှာစာပြ90 အနောက်135ပြီဟိုအနောက်ကြီးရှိမယ်ဒီခြံလေးကမြည်ဖို့တာတော့ကြာပြီဆိုတော့ခြံထက်အနောက်ထက်သွားမယ်နော်ခွေကြည့်လားဒီဘက်ချံကဲမိုးရင်းဆိုတော့ကွာဒီလိုမျိုးပဲခြံလေးကဝယ်ပြီးရင်တော့ရှင်းရမယ်ဒီမှာ135ပြီမြည်ဖို့တာလည်းအထီးပေါ့နော်မြည်ဖို့တာပြီးသားရေမမြောက်ဘူး ဒီနောက်ချံဘယ်လောက်စီလို့ထင်လဲဒီနောက်ချံစီတော်တော်များတယ်၄5000လောက်ရှိတယ်အဲဒါကကိုကအရှိကွက်ရမယ်ဆိုတဲ့အနေထားလေးဘေးပတ်ဝန်းကျင်မှာအိမ်တန်တန်တလုံးရှိတယ်ဒီတော့ကဒါကချံစီဖြစ်ပါတယ်ကဲဘယ်လိုမြင်လဲ ော်တော်ကြီးတော့တဲ့နေတယ်ကွာဟိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရှိမလန်ချာလေးတစ်ခုရှိတယ်အဲ့ဒီလန်ချာလေးကကျွန်တော်တို့ထန်ကိုပင် area ဆုံးသွားပြီပြီးတော့သူကဘာပဲပြောခုအရှိတတဲမှာတော့ထန်ကိုပင် area ရှိနေတယ်ကျွန်တော်တို့တောက်တဲ့ area ရှိနေတယ်လန်လေးတစ်ချောင်းပဲချားတယ်ဆိုတဲ့အနေထားလေးတော့ဖြစ်နေတယ်ပေါ့နော်ဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဒီဇိုင်းကလာအနေထားမျိုးစိတ်ဝင်စားရဲဆိုရင်ဒါကကျွန်တော်တို့ အရန်လှတဲ့ဇွဲကပင်ဇူးကိုရတဲ့ဇွဲကပင်တောင်ချေကျွန်တော်တို့ခံကိုးပင်တုတ်တန်အရှိတတဲမှာရှိတယ်မျက်နှာစားပေ90အနောက်ပေ135ပေဆိုတဲ့ channel ကိုပိုင်းရှင်နေနဲ့ပိန်1250ခေါ်ထားပါတယ်ညိနိုင်စေဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မိမယ်စုံစမ်းနိုင်ပါတယ်ချစ်ကြည့်သူများအပြတ်ပေါ့နော်